်မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဒီတစ်ခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာတော့အထိဗုဒ္ဓဖူးရာဟုသာသမီတွေတို့ကဟောပေးခြင်းပါတယ်ဥစ္စာဗုဒ္ဓဖူးရာဟုသာသမီတွေမဟောခင်မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့တစ်တော့မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ line ကြပြီး20နဲ့2ခေါက်တောင်ဖြစ်သွားတယ် တောင်းမှပါလေခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွမ်းနာတော့ပို့လေးတင်ထားရယ်เนาะ wifi ရောကအမကြီးပြန်ဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့ဆို22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လိုစိတ်မရှိတတ်ဘူးเนาะတော်တော်ဟိုလမ်းကျသွားလို့ဆိုတာဟုတ်ဆရာအဲ့ဒါလေးပြောချင်ပါတယ်ကောက်ပြီဆရာငယ်ပြီးရင်ဆိုရယ် Facebook ပြီးပါเนาะကဲမိတ်ဆွေတို့ဗုဒ္ဓဘုရားတော်သမီးများလက်ရှိဟိုဟာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာပြင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအဲအတက်အခက်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတိစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအဆိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာကနေပြီးတော့ အာရုံးထွက်ပြစ်ရှင်တာမျိုးလက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့ဟိုပောက်ကွဲပြစ်ရှင်တာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကိုမရှမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လော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 မဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါလေခင်ဗျာကောင်းပြီကြမ်းပါ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘောကတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းချော်ပါကျမ်းမာရေးနဲ့ပတ်သက်လာခေါင်းမူကောင်းကြိုက်တာမျိုးကို့ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးကိုဆနလို့ပေါ့ကိုကြောင့်မို့ပဲနည်းနည်းလေးအတွေးတွေလက်ချချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တဦးတည်းတယောက်တည်းနေတာထက်အပူလေးကိုလျှော့ပြီးတော့ပါဇက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေနေနဲ့ကျမ်းမာရပါမှဆုရစရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာယုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနဲ့တက်တဲ့အတွက်သတိထားဆင်ညာရမယ့်ကာလဖြစ်တယ်အလုတ်က အလုပ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုပ်တည်စတင်ဖို့ဆိုရင်တရားလည်းမိမိမှလည်းအကြံစီချပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုပ်ဟာမိမိရဲ့အနာဂတ်အတွက်ယူမှန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတုဒ္ဒတ်ရှင်တွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတိဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုပယသသမိတွေကတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ် ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံးဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းရာထူးကိုင်ငန်းတွေပတ်သက်ပြီးတော့ယာထူးတိုးဖို့ယာထူးတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာထူးတိုးဖို့ယာထူးတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျော်လင့်ထားသလောက်အချိန်အတိုင်းတိုင်းကြန့်ကြာနေတာမျိုးတွေကြုံရတဲ့အတွက်ယာထူးလုပ်ငန်းကိုင်ငန်းတွေပတ်သက်ယာထူးတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်သို့တော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာထူးနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင်ခင်းတဲ့ OA မီဝင်လာတာမျိုးတွေအကျိုးပေးပါတယ်။အဲနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OH ချမ်ပီယံမီယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်ပြီးတော့အကျိုးပြုစေသောကာလဖြစ်တဲ့ လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိသားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေဘတ်စ်လို့ဗီဇာလုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာအစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတတ်တတ်ပါတယ်တဲ့အလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပျော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လားအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ဘီယူဆိုင်စင်နေပေးဖို့လိုအပ်ပါတယ်ဘာကိုလှုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းကနေဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ကံကိုညှန့်စီ သောအပတ္တအပိုင်ချဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလိုပဲနဲ့တိတိရှိရှိစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြမှာအဲ့ဒါပြင်တအူးတဲ့တယောက်တဲ့တခုတဲ့လုတ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကောင်မောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဆုရှယ်ယာကလေးတွေအပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာငွေကြီး ငွေကြေးနဲ့ပတ်သက်လာရင်လက်ထဲမှာနဲ့လိမ့်အနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ဆောင်ရေးတွေကြောင့်ဖြစ်စေမိသားစုရေးတွေကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ဆောင်ဘက်ကြောင့်အိမ်ဆောင်ရေးကြောင့်သို့မဟုတ်မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေကြေးနဲ့ပတ်သက်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေရအိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုတွတ်ရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြီးဆိုင်ပေးဖို့လို အပ်ပါတယ်အိမ်ဆောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေသို့မဟုတ်မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်ဆောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိကျပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘတ်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုတတိထားဆင်ခြင်ဖို့နဲ့မိမိနေနဲ့တချို့နေရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတတ်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမှကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘတ်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးပြီးပေါ်အပ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပ္ပတာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဖို့တခုရအောင်သားသမီးတွေဟာလူငယ်တွေအရှိရေးနဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မြင်ရတာမျိုးတမီးအစားတွေအနေနဲ့တုံးနဲ့တူတရားနဲ့တရားအဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မြင်နှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်လာမျိုးလေးတွေအရှိန်နဲ့ပတ်သက်လာရင်အစုပ်ပတ်တဲ့အကောင့်ဘက်ကိုပုံမှုအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စီတော့အပတ်တာဖြစ်ပါတယ်ခင်ဗျာ နဘူကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူချာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ချာလေဝေးလေလိုက်လေပြေးလေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလွန်နာကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှာ မိမိရဲ့ပါဝင်ခြင်းမှာပဲရှိပြီးကိုကဝေးဝေးလန်လန်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်။ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲကောလာဟာလာတည်င်းတွေအဲအဆက်အသွယ်ပြတ်သွားတာမျိုးတည်ဆုံနေတဲ့အဆက်ရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာတည်င်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူး။မဖြစ်နိုင်ဘူးဆိုတော့ကပ်ကိုပေါ်ပြနေတော့ကာလာဖြစ်ပါတယ်။ဒီအပတ်တာတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးရဲ့ပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတက်တဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ဘဲနဲ့ကိုရတာကိုအတိညာရှိသလောက်ဖြည်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်လာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြာလိုက်ပြရစီခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့သာဒီတစ်ပတ်တာအတွက်မှာ ခยีထွက်ခြင်းကိစ္စလေးဒီမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်တိုင်တော့ရှေ့လိုဆောင်ရသွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလူတာနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်းမှာဆိုရင်အထက်လူကြီးအကြီးကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေအကူအညီထောက်ကူကိုဒီလဟာများစွာရရှိတတ်တော့အပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားဇေဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန်ဆန်းလိုက်ရင်အမ နာကိုအားသာပြီးတော့ထိပေါက်ကိန်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာပေါ်ဆိုင်ကိန်းနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်သောအပတ်တာအပိုင်းရှာကာလရောက်ရှိနေပါတယ်အချိုးပေးသောအယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့အဝါယောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်။တတိထားဆင်နေရမယ့်အယောင်တွေကတော့မိခိုးရောင် ီရောင်နေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်နေပေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလအတာတော့တွင်မှာဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအများနဲ့ရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြစ်ရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအဖက်တာတော့တွင်မှာအကျိုးပေးစီတော့ ကနန်းအဖျားတွေနေနေဆိုလို့ရှိရင်၃ညကနန်း၊၇ညကနန်း၊၆ကနန်းနေခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့၂ဦးတည်း၂ယောက်တည်းသွားတာမျိုးတွေနှစ်ခုတည်းနှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုမလုပ်ရဘူးဆိုလို့ရှိရင်တော့တင်းလာရက်တို့ဘာတို့ကိုရှောင်ပြီးသွားဖို့ဒီထို့ပြင်မိတ်ဆွေတို့နေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တို့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ နရတန်လေးတစ်ယောက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေကင်းပြီးလိုရာအဆင်ပြေလာမှအသေးစားပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွတ်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူစာရွက်ကလေးတစ်ယောက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါချစ်တဲ့အကြောင်းမဟုတ်တော့မုန်းတဲ့အကြောင်းနင်းမြန်ထွက်ဟာမမြင်ကျင်တော့ဘူးဆိုလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရဘုတခုရအောင်သာသမီတွေနေနဲ့ပြုလုပ်ရမယ်ရရအနေနဲ့ဆိုလို့ရှိရင်တော့ဘုတခုရအောင်သာသမီတွေနေနဲ့ အတိတ်ကြံလေးဝင်ပေးပါဝင်ရမယ့်အတိတ်ကံကတော့ချစ်ချစ်ဝေးဝေးမဟုတ်ပါဘူး24ပထံအချင်းကိုပဲတနေ့ကိုအချင်းဟေလူပစ္စည်းတော်မှာခေါင်းစဉ်တွေကိုပဲ24កောက်တနေ့ကို24កောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံ့နေဟာဗာလဲလို့မရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီဒီမီဒီယံခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွဲမင်းများနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယံဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘလို့ဖြေဖြောက်တယ်ဆိုတာလေး လေးကိုဆရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ